MCN တရင်ဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက္ကသိုလ်1988ခုနှစ်ဒေါ်ပေါ်လာပြည့်ကျော်စနေရက်ခရစ်နှစ်2019ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့ကြာတာပရင်းနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့မှရှုစားကြမယ့်သတင်းတွေမှာဆိုရင်တော့အွေရောက်သူတွေအားလုံးရဲ့အလောက်ကန်အခွင့်အလမ်းတွေအတွက်ပညာရေးစနစ်ကိုအဓိကပြောင်းလဲရမယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောဆိုလိုက်တဲ့အကြောင်း ဒုတိယသမ္မတဦးဟန်နရီဘန်တီယူရဲ့ရှင်းပြနေတဲ့တန်တလန်မြို့မဲဆန္ဒနယ်ကိုစစ်ဝင်စားမှုမြင့်တက်နေတဲ့တွင်ရဲတပ်ဖွဲ့ကိုအကြမ်းဖက်ထွက်ပြေးသွားတဲ့နဂါလေးခေါ်အောင်နိုင်မြင့်ကိုမင်းဘူးမြို့မှာဖမ်းမိလိုက်တဲ့အကြောင်းစားတဲ့တဲ့အနေနဲ့တူတခြားထူးခြားတဲ့ပြည်တွင်းပါတဲ့တွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခုပထမဆုံးအနေနဲ့လာမယ့်9နှစ်တာကာလအတွင်းចောင်းသားလူငယ်တွေနဲ့အရွယ်ရောက်ပြီးသူတိုင်း ဘဝတတ္တပညာသင်ကြားမှုရရှိဖို့နဲ့အလောက်ကင်ခွင့်လန်းနေရရှိဖို့ပညာရေးစနစ်ကိုအဓိကထားပြောင်းလဲဖို့လိုအပ်တယ်လို့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်ကပြောကြားလိုက်တာပါဒီကနေ့မနက်ကနေပြည်တော်မှာရှိတဲ့ပြည်ပြည်ဆိုင်ရာကွန်ဗန်းချင်းဘူဟုဌာနနဲ့မှာပြုလုပ်တဲ့အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း2016-2021စတင်ဆောင်ရွက်ခြင်းအခမ်းအနားမှာအခုလိုပြောကြားလိုက်တာပါ လက်ရှိအချိန်မှာနိုင်ငံတော်အနေနဲ့အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကိုချမှတ်ထားပြီးအဲ့ဒီစီမံကိန်းအောင်မြင်မှုအတွက်အဓိကဘာလို့အပ်လဲဆိုတာကိုတော့အားလုံးဝိုင်းဝန်းစဉ်းစားဖို့လိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်ခင်ဗျာဥပဒေရေးရာကိစ္စရတွေကို Facebook လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အပြန်အလှန်မေးမြန်းဖြေကြားမှုတွေပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်ဒီသတင်းကိုတော့ MCN သတင်းတော့ကေဇွန်နှွေးကသတင်းပေးပို့ထားပါတယ်ခင်ဗျာသူရဥရှိမန်ဥဆောင်တဲ့ပြည်အောင်စုလွတ်တော်အထူးကော်မရှင်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဂီတအစည်းအရုံးတို့ပူးပေါင်းပြီးတရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ၏အခမ်းကဏ္ဍအမည်နဲ့လူမှုကွန်ရက်ဆန်းမြေနာကိုလွှင့်တင်ခဲ့တာပါဖေဖော်ဝါရီလ23ရက်နေ့ကရန်ကုန်မြို့ဝင်းကမာလမ်းမှာရှိတဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လူမှုကွန်ရက်ဆာမျက်နှာဖွင့်လှစ်တာနဲ့ပတ်သက်ပြီးမိတ်ဆက်ပွဲပြုလုပ်ခဲ့တာပါ။ဟိုပြည်သူတွေနားမလည်တဲ့ကိစ္စပေါ့။မိတ်တူကကိုယ်ပောင်းချင်းမှာကြုံတွေ့နေရပြီးတော့ဟိုမတင်မကြဖြစ်နေတဲ့ကိစ္စမျိုးပေါ့နော်။ပြည်သူတွေအနေနဲ့ဘယ်လိုဟာမျိုးဆိုရင်ကိုယ်လုပ်ခွင့်ရှိတယ်လုပ်ခွင့်မရှိဘူး။ဒါမျိုးဆိုရင်ဒါရဲစခန်းပေါ်တိုင်ရမှာလားဒါအုပ်ချုပ်ရေးမှုမျိုးပေါ်ရမှာလားဆိုတဲ့ကိစ္စရံမျိုး ဥပဒေရက်ကြီးကိုစာတင်တယ်လို့ lecture တင်တယ်လို့မျိုးတင်စီရမလို့ပါဘူးလေတတူကကြုံတွေ့နေရတဲ့ဥပဒေနဲ့ပတ်သက်တဲ့အခက်အခဲတွေသိကျင်တာတွေကိုလွတ်လွတ်လပ်လပ်ပုံပုံလေးလေးဒါ Facebook page ဖြစ်တဲ့အတွက်လူတွေမဆိုမိသည်မိကုန်ဆိုနေတာပါပြည်သူတွေအနေနဲ့သိလို့တဲ့ဥပဒေရေးရာကိစ္စရပ်တွေကိုအဲ့ဒီလူမှုကွန်းရက်ဆိုင်မျက်နှာမှာမေးမြန်းနိုင်မှာဖြစ်ပြီးပြည်ထောင်စုလွှတ်တော်အထူးကော်မရှင်ကပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။အခုလိုအမှုပညာအတိုင်းအဝိုင်းနဲ့ပူပေါင်းပြုလုပ်ရတာဟာပြည်သူတွေစိတ်ဝင်စားမှုရရှိဖို့ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်အထူးကော်မရှင်က အဖွဲ့ဝင်တဦးဖြစ်တဲ့ဦးတင်မောင်ဦးကပြောပါတယ်။ဒီရုပ်ရှင်ဂီတနဲ့ဘာကြောင့်လုပ်ရလဲဆိုတော့ရုပ်ရှင်ဂီတရဲ့အသာချက်တွေအများကြီးရှိပါတယ်။ရုပ်ရှင်မင်းသမီးမင်းသားတွေအစိုးရတွေဆိုတာကပြည်သူကစိတ်ဝင်စားတယ်။ဟိုဒီမှာလုပ်ပြပြောသွားတဲ့ဥစ္စာတွေကဥတို့ကမနမူးနေပြည်သူမိသားစုကြီးမယ်ဖြေမယ်ဝင်လာလို့ရလာတဲ့ issue တွေကိုအစိုးရဘက်ကပြီးမယ်။ဒါတွေကိုလုပ်မဲ့ပြင်ရုပ်ရှင်ဘက်ကလည်းတို့တို့ဒီလိုဇာတ်လမ်းတွေရိုက်ပါလားလက်ရှိမှာဥပဒေရေးရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို လူမှုကွန်ရက်ဆိုင်မျက်နှာပေါ်မှာလွှင့်တင်ထားပြီးမကြာခင်မှာတရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ပညာရေးဇလန်းတိုတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရဲတပ်ဖွဲ့ကိုပြန်လည်ခုခံထွက်ပြေးသွားတဲ့ငကားလေးကအောင်နိုင်မြင့်ကိုဒီကနေ့မင်းမှုမျိုးမှာဖမ်းဆီးနိုင်ခဲ့ပါတယ်။အကွေးတိုင်းဒေသကြီးမင်းမှုမျိုးအမှတ်၄ရပ်ကွက်မှာဒီကနေ့မနက်စောပိုင်းကငကားလေးခေါ်အောင်နိုင်မြင့်ကိုမင်းမှုမျိုးမှာဖမ်းမိခဲ့တာပါ။ငကားလေးခေါ်အောင်နိုင်မြင့်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့ကတကုံမျိုးတစ်တောင်ပိုင်း20ရပ်ကွက်မှာ ရဲတပ်ဖွဲ့ဝင်တွေကပိတ်ဆို့ဖမ်းဆီးတာကိုအဖမ်းမခံပဲကားနဲ့တိုက်ပြီးထွက်ပြေးသွားသလိုရဲတပ်ဖွဲ့တွေကတနက်နဲ့ပြစ်ခတ်ဖမ်းဆီးပေမဲ့လွတ်မြောက်သွားခဲ့တာပါ။နဂါလေးကောင်အောင်နိုင်မြာသူ့ရဲ့ဇာတိမြေဖြစ်တဲ့မင်းမှုကိုတွားရောက်ပုံအောင်တာကိုရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာနဂါလေးကောင်အောင်နိုင်မြာကိုရန်ကုန်တိုင်းရဲတပ်ဖွဲ့ယုံကိုလွှဲပြောင်းပေးထားပါတယ်ခင်ဗျာ။ဒုတိယသမ္မတဦးဟန်နရီဘန်တီယူရဲ့ရှင်းပြနယ်ထန်လန်မြို့မဲဆန္ဒနယ်ဟာပြည်သူတွေစိတ်ဝင်စားမှုအားကောင်းနေပါတယ် ီသတင်းကိုတော့ MCN သတင်းတော့ K တွေကသတင်းပေးပို့ထားပါတယ်ခင်ဗျာချင်းပြည်နယ်အတွင်းကထန်တလန်မဲဆန္ဒနယ်မြေဟာဒုတိယသမ္မတဦးဟင်နရီဗန်တီယူထွက်ပေါ်ခဲ့တဲ့နေရာဖြစ်ပြီးလမ်းမဆက်သွယ်ရေးအခက်အခဲတွေရှိနေတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီနယ်မြေမှာပြုလို့မဲ့ဂျားပြည်ရွေးကောက်ပွဲကိုလူများကစိတ်ဝင်စားစောင့်ကြည့်နေကြပြီးရွေးကောက်ပွဲဆိုင်ရာလေးလာစောင့်ကြည့်မှုတွေကိုတော့အောက်ချင်းလူမှုဖွဲ့စည်းကစောင့်ကြည့်သွားမှာပါ။ကျွန်တော်ချင်းပြည်နယ်ကိုကျွန်တော်အဓိကရွေးချယ်တာတော့အကြောင်းအရာတော့ပါဆိုတော့ ဟိုအဲ့ဒါကအချက်လက်တော်တော်များနဲ့တော့ကြိုက်တယ်ကျွန်တော်တို့ဒီဖက်ကြီးချန်တယ်ကျွန်တော်အချက်လက်တင်တယ်ဘာဆိုတော့ကျွန်တော်တိုင်းသားနေမီလည်းဖြစ်တယ်ပြီးတော့ဟိုတွာလာခက်ခဲတဲ့ဒေသပေါ့နော်အဲအဲအဲ့ဒေသလည်းဖြစ်တယ်ပြီးတော့ဟိုဒီနှစ်မှာဆိုရင်ဟိုဒုသမရာရဲ့နေရာလည်းဖြစ်သွားတော့စိတ်ဝင်စားဖို့ကောင်းတယ်အဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီထပ်မံရွေးလိုက်တာပေါ့နော်ချင်းမြထပ်မံဟုတ်ပြီးရင်2015ရွေးကောက်ပွဲမှာသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ဌာနခွဲတွေနဲ့ ဝင်ရောက်ရှင်ပြန်ခဲ့တဲ့ပါတီတွေကလုံထုံလုံနည်းနဲ့အညီဆောင်ရွက်မှုနဲ့ပါခဲ့ပြီးတရော်ရင်တရားဆက်သွယ်ရေးမှာလည်းအခက်အခဲတွေရှိခဲ့တယ်လို့အောက်ချင်းလူမှုအဖွဲ့အစည်းကပြောကြားခဲ့ပါတယ်ဘာသာစကားအခက်အခဲနဲ့လမ်းပန်းဆက်သွယ်ရေးပေါ့နော်ကျွန်တော်ဒီချင်းမိနေမှာဆိုရင်တရားနဲ့တရားကစကားအသိမတူဘူးဆိုတော့ကျွန်တော်အဲ့ LTO တွေ STO တွေကျွန်တော်ရွေးချယ်တဲ့အခါမှာကျွန်တော်အရင်ဟိုဒုက္ခရောက်နေပေါ့နော်ပြီးတော့သူတို့ကတဏှာနဲ့တဏှာအဲ့လိုမျိုးတွားလာနေတဲ့အခါမှာသူတို့ဆီကသတင်းအချက်အလက်က information ကျွန်တော်ချက်ချင်းမရနိုင်ဘူး ဝင်မှာဟိုလမ်းမဆက်တဲ့တခုထမ်းမော့ပဲနဲ့တယ်လီဖုန်းဆက်သွယ်မှုတွေအစအစင်မပြေရွာရောက်ဝင်လိုင်းမမိတော့ဘူးဆိုတော့သူတို့အချိန်တွေဘာကြီးရှိနေလဲအဲ့မဲယုံတွေမှာဘာကြီးဖြစ်နေလဲဆိုတော့ကျွန်တော်သူတို့မြို့ပေါ်ပြန်မတက်လာမှချင်ကျွန်တော်စိတ်ပူနေရတယ်ပြည်သူတွေစိတ်ဝင်စားမှုပြည်နယ်နေတဲ့ချင်းပြည်နယ်ရဲ့ဂျားပြည်ယူကောက်ပွဲမှာအင်အားကြီးပါတီတွေဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ပြောင်းကျက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီပါဝင်ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီတို့ဝင်ရောက်ရှင်ပြိုင်သွားဖို့ရှိနေတာဖြစ်ပါတယ်ရှင်။ ကဘာယူရစားလို့ရှိတဲ့ဂျိုခုနှလုံးကနေတစင်းကိုဖို့ပြုပြီးလဲပတ်နေတဲ့နေဖွဲ့စီကိုလက်ခတ်တရားပညာရှင်တွေကပထမဆုံးအချိန်ရှာဖို့တွေ့ရှိခဲ့ပါတယ်အခု တွေ့ရှိချက်ကိုအမေရိကန်လေကြောင်းနဲ့အာကာသလေ့လာရေးအဖွဲ့နာဆာနဲ့ဘယ်ဂျီယံနိုင်ငံဦးဆောင်တဲ့သုတေသနအဖွဲ့တို့ကကြေညာခဲ့တာဖြစ်ပြီးအဲ့ဒီဂျိုခုနှလုံးရှိတဲ့နေဖွဲ့စီဟာအကွမ်းရက်ကျဲအစုဝင်တဲ့လင်းနဲ့40လောက်ဝေးတဲ့နေရာမှာတည်ရှိနေတာပါဒါအပြင်အဲ့ဒီဂျိုခုနှလုံးပေါ်မှာတက်ရှိတွေရှိနေနိုင်တယ်လို့ လက်ကတရားပညာရှင်တွေကခန့်မှန်းထားပါတယ်ခင်ဗျာ MCN ရင်းဌာနကနေဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့တင်ဒင်တွေကိုစုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းမြေပါတင်ဒင်တွေကိုစုစည်းတင်ဆက်ပေးဦးမှာပါထုံးလွှင့်ခဲ့တဲ့ MCN ရင်းဌာနရဲ့နေ့စဉ်ရုပ်သံစီးရီးတွေကို www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook လူမှုကွန်ရက်ဆက်မျက်နှာမှာဆိုရင်တော့ MCN TV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ် MCN ရင်းဌာနရဲ့နေ့စဉ်ရုပ်သံစီးရင်တွေကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်နေမင်းခါပါခင်ဗျာ